်မင်္ဂလာပါရှင်ဒီမှာတော့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါတနင်္လာရီမျိုးနယ်တဲကတော်လိုင်းတပ်ဖွဲ့တွေရဲ့စုံမိုးထားတဲ့နေမြေတွေမှာ89နှစ်ပြည့်ဘာကတများအဖွဲ့ချုပ်ဖွဲ့စည်းတည်ထောင်ခြင်းအထိမ်းအမှတ်ပွဲကိုမေလ၈ရက်နေ့ကပြုလုပ်ခဲ့လို့တနင်္လာရီမျိုးနယ်ចောင်းသားများတပ်မကဘာကတများအဖွဲ့ချုပ်ကပြောပါရယ် အဲ့ဒီအထိမ်မှတ်ပွဲမှာသတင်းသားရီမျိုးနဲ့ဘာကာတာကရဲဘော်တွေတက်ရောက်ခဲ့ပြီးဘာကာတာခွတ်တောင်းအလှန်တော်နဲ့ခင်းဆက်ဆက်ကြောက်ဆုံးသွားတဲ့ရဲဘော်တွေကိုအလေးပြုတာဘာကာတာတမိုင်းနဲ့လက်ရှိနိုင်ငံရေးအကြောင်းတွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျာ။ လက်ရှိဒေတာနိုင်ငံရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးဘာကာတာမူ6ချက်နဲ့အညီရှေ့ဆက်ပြီးတော့ဖိနှိပ်ခံပြည်သူလူလူနဲ့တသားတည်းရက်တည်ပြီးဘုံရန်သူဖြစ်တဲ့စစ်တုံးစစ်ကိုအမြင့်ပြတ်တိုက်ဖြတ်သွားမှာဖြစ်တယ်လို့တနင်္သာရီမြို့နယ်ဘာကာတာရဲ့ဥက္ကဋ္ဌဖြစ်သူကိုခတ်တာက TV ကိုပြောပါရယ်တနင်္သာရီမြို့နယ်ဘာကာတာဟာတော်လိုင်းတပ်ဖွဲ့တွေရဲ့စိုးမိုးနယ်မြေတွေမှာဒေတာခန့်တွေကိုတော်လန်ရုပ်ရှင်ပြတာတာတွေလေကြောင်း NA မြင်းမြုံမိုင်းနဲ့မူရစေဝအသိပညာပေးဟောပြောတာတွေကိုပြုလုပ်ပေးနေတယ်လို့လည်းဒေတာခန့်တွေစီကနေတစင်သိရပါရယ်ရှင် ကချင်ပြည်နယ်မှာဖားကန့်ကိုတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကို KIA နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်လို့ရှေ့မတက်နိုင်ပဲနောက်ပြန်ဆုတ်သွားပါတယ်။ကင်းပြည်နယ်မှာတော့ KNU ကအရင်လက်လွတ်ထားတဲ့စခန်းတွေကိုဇက်တိုက်ဆိုသလိုသိမ်းပိုက်နေတဲ့တပတ်တာစီရီတဲ့တွေကိုစိုးသူအောင်ကတင်ပြပေးသွားမှာပါရှင်။မင်္ဂလာပါ။ဒီကနေ့မေလ9ရက်နေ့ဟာဆက်အနာသိမ်းမှု1559ရက်မြောက်ဖြစ်တယ်လို့ငလင်လောက်ခတ်မှုကြာချိန်42ရက်အထိရှိလာတဲ့နေ့လည်းဖြစ်ပါတယ်။ဒီဒီပတ်မှာတော့သတင်းချင်းတွေအပါအဝင် ကချင်ရှမ်းမြောက်နယ်ရွှေကျင်ဘက်ကသတင်းလေးကိုတင်ပြနိုင်ဖို့စူးစီးထားပါတယ်။ပရမအုပ်ဆုံးသတင်းအချင်းတွေကိုအရင်တင်ပြကြင်ပါတယ်။ဖန်ရန်ထုတ်ကန့်ထားရတဲ့မြန်မာစစ်ခေါင်းဆောင်ဟာ280ပြည့်ရင်ပြင်ဒီချီတက်ပွဲကိုတက်ရောက်ဖို့ရုရှားနိုင်ငံမော်စကိုမြို့ကိုရောက်နေတာပါ။ဒါ့ပြင်မဲ့မေလ9ရက်မွန်းလယ်ပိုင်းအထိရုရှားသမ္မတပူတင်ကိုနှုတ်ဆက်ခွင့်ပဲရခဲ့ပြီးဒီခီးစဉ်မှာစစ်ကောင်းဆောင်ရဲ့ဇနီးဖြစ်သူပါလိုက်ပါသွားတာဖြစ်ပါတယ်။ ငလင်နဲ့ပတ်သက်ရင်တော့တချို့မျိုးတွေမှာပြန်လည်ထူထောင်ရေးတွေမဆနိုင်သေးသလိုရှင်းလင်းရေးတွေလည်းအခုချိန်ထိမပြီးကြသေးပါဘူးစစ်တပ်ကတော့ငလင်ဘေးတင်ဒေသတွေကိုပုံမှန်အတိုင်းသွာလာနိုင်ကြောင်းခီးသွားတွေအတွက်လည်းငလင်နဲ့ပတ်သက်လို့ဗဟုသုတရရှိမှာဖြစ်ကြောင်းမေလာရှိရနေ့မှာထုတ်ပြန်ပါတယ်အခုတော့သတင်းအချင်းနေစီသွားရအောင်ပါပရမအုံဆုံးဗမောသတင်းကိုတင်ပြခြင်းပါတယ်တကြောပြန်တိုက်ပွဲတွေပြင်းထန်နေတာ14ရက်အထိကြာလာပြီဖြစ်တဲ့ဗမောမှာတော့တိုက်ပွဲတွေပြင်းထန်နေတုန်းဖြစ်တယ်လို့ လေကြောင်းပစ်ခတ်မှုကြောင့်ပြည်သူတချို့ ထိခိုက်ဒေဆုံးမှုတွေပါရှိလာပါတယ်။ KAI ဦးဆောင်တဲ့ပူပေါင်းတပ်တွေကစကခ27နဲ့ဒီခလာရ58တပ်တွေကိုဥတီထိုးစစ်ဆင်နေပြီးစစ်တပ်တပ်ဆွဲရနေရာတချို့ကိုလည်းထပ်ပြီးသိမ်းပိုက်ထားပါတယ်။ဗမော်မြို့မှာစကခ27ခလာရ58အပါအဝင်စစ်အင်ဂျင်နီယာတပ်ထောက်ပို့တပ်ဒီစေးတပ်တွေအပါအဝင်ကြံတဲ့တရင်တွေနားမှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေကြ ။ KYA ဘက်ကတော့တန်ကြက်ကတိုက်ရင်တင်ကားတိုက်ရင်အမြောက်တိုက်ရင်ဗမော်လီစိတ်နဲ့မြို့ပေါ်နေရအများစုကိုထိမ့်ချုပ်ထားပါဗျ။အပြင်းအထန်ခုခံနေတဲ့စစ်တပ်ကလေကြောင်းကနေစစ်ကူနဲ့ရိခါတွေပို့တာရှိခဲ့ပါဗျ။မေလာရှိရနေ့မှာတော့ညောင်မေသာရက်ကွက်ကနေဒီစစ်ရှောင်းလာတဲ့ပြည်သူတွေကိုလေကြောင်းပစ်ခတ်တာကြောင့်အ ਨੇ စုံ15ရောက်တေဆုံးခဲ့ရပြီး30ကြော်ဒံရရတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်အခုတော့ဖားကန်ဘက်ကိုသွားရအောင်ပါ ဖားကန့်ဘက်ကတော့စစ်ကောင်စီတပ်ကဒီဖားကန့်ကာမိုင်းလန်းနဲ့ဒီဖားကန့်ဝေခအင်းတော်ကြီးလမ်းတွေကနေပြီးတော့စစ်ကြောင်းနှစ်ခုခွဲပြီးလူအင်အားထောင်ကနန်းဝန်းကျင်နဲ့ထိုးစစ်ဆင်နေတာပါဒီဖားကန့်ကာမိုင်းလန်းမှာတိုက်ပွဲအဓိကစဖြစ်နေပြီးမေလ9ရက်နေ့မှာအဲ့ဒီစစ်ကြောင်းဟာစိုင်းဖျားကြေးရွာအထိကိုရောက်ရှိလာခဲ့ကြောင်းဒေသအတွင်းသတင်းတွေမှာဖော်ပြပါဗါဒါ့ပြင်တက်ပြန်ဆုတ်ခဲ့ရပြီးမေလ9ရက်နေ့မှာတော့ဒီ ကက်မော်ဇွတ်ကျေးရွာကနေစစ်ကြောင်းတွေရှေ့ဆက်မတိုးပဲရှိနေတယ်လို့သိရပါဗျ။အဲ့စစ်ကြောင်းဟာကက်မော်ဇွတ်ကျေးရွာဘုံကြီးကျောင်းမှာအခြေပြုရွာကနေထပ်ပြီးတော့တိုက်ခိုက်ခံရတာကြောင့်နိုင်ရဘက်ကိုပြန်ပြီးစုတ်သွားရပြီဆိုပြီးတခြားစစ်ရေးသတင်းရင်းမြစ်တွေကလည်းပြောပါဗျ။ဒီကိစ္စတွေကို KAI ဘက်ကအတိအပြုပြောတာမရှိသေးသလို DVV ကလည်းစပ်ပြီးစုံစမ်းနေပါတယ်။တိုက်ပွဲကြောင်ဖားကန်လမ်းဘက်မှာရှိတဲ့ ကျေးရွာဆယ်ရွာထက်မနည်းကဒေသခံတွေစစ်ဆောင်နေရပြီးဖားကန့်မျိုးကန်တွေကလည်းတိုက်ပွဲတွေရောက်လာမှာကို စိုးရိမ်နေကြပါတယ်။အခုတော့ရှမ်းမြောက်ဘက်ကိုတွားရအောင်ပါ။ဒီရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချိုဘက်မှာလည်းဗမော်နဲ့ဖားကန့်နေသူလေးချောင်းဘုံကျဲမှုတွေဆက်ရှိနေပါတယ်။အဓိကအနေနဲ့ဒီတောင်ခမ်းဒေသတဝိုက်မှာစစ်တပ်က ထိုးစစ်ဆင်နေတာဖြစ်ပြီးမေလာ၈ရက်နေ့မှာတော့ဒီတရက်ချိုကြီးရွာပြီးတော့ရာပြင်ကြီးရွာ ဒီနောင်လင်ကြီးရွာနဲ့ဒီအုံမတီဂျွာရီနားမှာတိုက်ပွဲဖြစ်ခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။တောင်ခမ်းအမြောက်တပ်ကိုရနစ်ကနေပြစ်ခတ်တာကြောင့်ဒီတရဲချိုကြီးရွာတွေကိုလက်နက်ကြီးကျရောက်ပြီးဒေသခံ၄ယောက်တေဆုံးက9ယောက်ဒဏ်ရာရခဲ့တယ်လို့လည်းအဲ့ထုတ်ပြန်ချက်မှာရေးထားပါတယ်။စစ်တပ်ကနောင်ချိုကိုပြန်ရဖို့ပြင်ဦးလွင်အုံမတီဘက်ကနေထိုးစစ်ဆင်နေတယ်လို့တောင်ခမ်းဘက်ကနေလည်းရာပြင်းနောင်လင်ကြီးရွာတွေကနေစစ်ကြောင်းနှစ်ခုခွဲပြီးတော့ စစုပေါင်းနောင်ချိုကိုစစ်ကြောင်း၃ခုနဲ့ထိုးစစ်ဆင်တာဖြစ်ပါတယ်။အုံမဒီဘက်ကအခြေအနေတွေကိုအသေးစိတ်မသိရပေမဲ့တောင်းခမ်းဘက်မှာတော့စစ်တပ်ဟာယာပြင်တဲ့နောင်လင်ကြေးရွာတွေကနေကြော်လွန်ပြီးတော့ထွက်မလာကြသေးဘူးလို့ဒေသခံတွေကပြောပါတယ်။အခုတော့ရွှေကျင်ဘက်ကိုသွားရအောင်ပါ။ပဲခူးတိုင်းနဲ့မွန်ပြည်နယ်အစပ် KNU တမဟာ၃နယ်မြေရွှေကျင်မြို့နယ်တဲကကွန်းစိတ်ရွာမှာရှိတဲ့စစ်ကောင်စီရဲ့ခမာယ968တပ်ရင်းကို မနေ့ကတိမ့်ပိုက်နိုင်ပြီလို့သတင်းရင်းမြစ်တွေကပြောပါတယ်။တိုက်ပွဲထဲမှာနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိခဲ့ပြီးဒီကနေ့မနက်ပိုင်းအထိစစ်တပ်ကလေကြောင်းဗုံးကျဲမှုတွေဆက်လက်လုပ်နေတယ်လို့သိရပါဗျ။အဲ့ဒီခမရ998တိုင်းနာမှာတင် စစ်ကောင်စီရဲ့တခြားတိုင်းနှစ်ခုလည်းရှိနေသေးပြီးအထိခိုက်နဲ့လက်နက်ခဲယံရရှိမှုအပါအဝင် အခြေအနေအသေးစိတ်ကိုတိကျထုတ်ပြန်ဖို့ရှိတယ်လို့ဆိုပါတယ်။ဒါအပြင်တမဟာလေထိုင်းမြန်မာနယ်စပ်နားမှာရှိပြီးခလာရ25နဲ့ခလာရ နှစ်6ခွန်တက်တွေတက်ဆွဲထားတဲ့ TK Viewer တက်စကန်ပြီးလို့ရှိရင်တမဟာခွန်ဖန်ခရိုင်ပိုင်ကြုံမျိုးနယ်ထဲမှာရှိပြီးခါလိုက်ရ24တက်ခွဲတက်အခြေဆိုင်တဲ့တခေါ်ဘီခီစကန်တို့ကိုလည်းဒီမနက်မှာပဲတင်ပိုက်နိုင်တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်အခုတင်ပြခဲ့တာတွေက DVB ကစူးစိရရှိထားသလောက်ပဲဖြစ်ပြီးဒေသခံတွေဒေသအခြေစိုက်သတင်းဌာနတွေတာဝန်ရှိသူတွေရဲ့ပြောပြချက်နဲ့ထုတ်ပြန်ချက်တွေကိုကိုးကားထားတာဖြစ်ပါတယ်။နောက်ဆက်သွဲသတင်းတွေကိုတော့ DVB ရဲ့ website facebook နဲ့ youtube channel တွေမှာအချိန်နဲ့တပင်းကြီးပေါ်ပြပေးနေပါတယ်ခင်ဗျာ TVU မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်